အားလုံးပဲမင်္ဂလာပါမာရှယ်ကယ်နီမီ channel နဲ့ပြည်သက်အလုံးချိုးဆိုပါရခင်ဗျာလက်ရှိချိန်မှာဆိုတော့ကျွန်တော်တို့မြန်မာကွန်ဆောင် fighter ကြီး online ဆန်းနဲ့ Sebastian Cardi stand ရဲ့ပွဲကိုကြည့်ရဖို့နည်းနည်းလေးပဲလိုပါတော့တယ် fighter ညောင်လုံးကတော့အခုချိန်မှာဆို Lombini Stadium ကိုရောက်ရှိနေကြပါပြီခင်ဗျာ online ဆန်းထွက်လာတဲ့အချိန်မှာဆို Lombini Stadium ရောက်လာတဲ့မြင်ကွင်းကိုဝမ်းကပြတဲ့အချိန်မှာဆိုလဲပေါ့နော်ပြည်သက်တော်တော်များများက oh hit အပေးကြတဲ့အတန်လေးကလည်းနဲတာမဟုတ်ပါဘူးခင်ဗျာ လက်ရှိချိန်မှာတော့ကျွန်တော်တို့ပြည်သက်တင်နေတဲ့ online ဆိုင်ပွဲကိုကြည့်ရဖို့နောက်တစ်နှစ်ပွဲပဲလိုရတော့တယ်အဲ့ဒီပွဲပြီးရင် online ဆိုင်ပွဲကလာပါပြီ online ဆိုင်ကိုအားပေးတဲ့ပြည်သက်တွေကတော်တော်များတယ်ဗောနော် nominee stadium တစ်ခွင်းလုံးနဲ့ online ပြည်သက်တွေနဲ့ပဲပြည့်နေတယ်တကယ်ကိုကျန်းတဲ့ပွဲဖြစ်လိမ့်မယ်နမိတ်တော် fighter တွေအားလုံးလည်းရှောင်းနေတယ် online ဆိုင်ကိုအားပေးဖို့အသီးသီးအားပေးနေကြတယ်ဖရိုနီကာတို့ထွန်းနှမင်းတို့လည်းလူကိုယ်တိုင်လာပြီးအားပေးနေတာကိုကျွန်တော်တို့ကတွေ့ရတယ် တကယ်ကိုကြည့်ရတာအနှစ်သာရရှိတယ်ဒီနှစ်ပွဲပြီး online ဆိုင်ပွဲလာပြီးကျွန်တော်တို့ပြည်သက်တွေအားလုံးတူတူအားပေးကြမယ် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ online ဆင်းတဲ့ Sebastian Cardistan တွေပွဲနီးလာတဲ့အရာကိုလာရောက်ပြီးပြည်သက်တွေစီဝေမျှပေးတာပါနောက်ဒီမှာလည်းကျွန်တော်ရဲ့ Share Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training one championship UFC ဆရှိတဲ့ training နဲ့မြန်မာကိုယ်သားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Martial Lockout Channel တက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို like နဲ့ subscribe လုပ်ထားဖို့ဝေမျှတာရခင်ပါတယ်ခင်ဗျာပြည်သက်တို့ထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ